မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မင်းအောင်လိုင်ရဲ့သားချွေးမနဲ့တမီးတို့က BBTV နဲ့ Show Like Application ကိုထူထောင်လိုက်ပြီးတော့ပြည်သူလူထုကိုဝါရဖြန့်အစိတ်ခတ်ရန်ရည်ရွယ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ရဲ့သားချွေးမနဲ့တမီးတို့က BBTV နဲ့ Show Like Application ကိုထူထောင်မိတ်ဆက်ပြီးတော့မြန်မာရုပ်ရှင်နဲ့အမှုပညာဖျော်ဖြေရေးဈေးကွက်ထဲကိုနီလန်းမျိုးစုံနဲ့ပြန်လည်ဝင်ရောက်လာတယ်လို့သိရပါတယ်။စစ်အာဏာသိမ်းခဲ့တဲ့အကြမ်းဖက်ဖခင်ကြောင့် မြမစီဝါရေးနယ်ပယ်အသီးသီးမှာလော်ဝကြီးအုပ်လုတ်ပိုင်ခွေရရှိနေတဲ့မင်းအောင်လိုက်ရဲ့သားအောင်ပြေစုံချွေးမမျိုးရတနာထိုင်နေတမီခင်သီရိတက်မွန်တို့ကပြည်သူလူထုကို၎င်းတို့အလိုကြဝါရဖြတ်ပုံဖော်ပြီးတော့အမှုပညာနဲ့ဖြတ်စည်းရန်ရည်ရွယ်နေပြီးထုတ်လုပ်ရေးလုပ်ငန်းများမှာပုံစံမျိုးစုံနဲ့ဝင်ရောက်လာဖို့အတွက်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်အခုနောက်ဆုံးအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ရဲ့တမီဖြစ်သူက BBTV အမည်နဲ့ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကိုစတင်ထူထောင်နေပြီးတော့ဇန်နဝါရီလ23ရက်နေ့မှာရန်ကုန်မြို့ Novotel Hotel မှာအဲ့ဒီထုတ်လုပ်ရေးလုပ်ငန်းကိုစတင်မိတ်ဆက်တော့မှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီ BBTV မှာခင်သီရိတပ်မွန်ရဲ့စီးပွားရေးမိဖက်နိုင်ဖြိုးကျော်လည်းပါဝင်တယ်လို့သိရပါတယ်။နိုင်ဖြိုးကျော်ဆိုတာကရုပ်ရှင်တရုတ်ဆောင်ဝင်းမုံရွှေကြီးရဲ့ခင်မုန်းဖြစ်ပြီးတော့ရခိုင်ကလေးကမင်းအောင်လိုင်ရဲ့တမိဖြစ်သူခင်သီရိတပ်မွန်နဲ့စီးပွားဘက်ဖြစ်တယ်လို့သိရပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအတွင်းကို EV လျှက်စစ်ကားများတင်သွင်းတဲ့နေရာမှာ ခင်သီရိတမွန်ကနောက်ွယ်ကနေနိုင်ဖြိုးကျော်ကိုခိုင်းစင်နေပြီးတော့နိုင်ဖြိုးကျော်ကရှေ့ထွက်ကကားတည်သွဲမှုများကိုဥဆောင်နေတယ်လို့သိရပါဗျ။အခုလဲ BBTV ထုတ်လွှင့်ရေးလုပ်ငန်းကိုနိုင်ဖြိုးကျော်ကအစအစအရာရာစီမံနေပြီးတော့ခင်သီရိတမွန်ကနောက်ွယ်ကနေလိုအပ်သမျှအားလုံးကိုပံ့ပိုးပေးလျက်ရှိတယ်လို့သိရပါဗျ။မင်းအောင်လိုင်းရဲ့သားအောင်ပြေစုံရဲ့ဇနီးမျိုးရတနာထိုက်ကလည်းအာနာရှင်ခစ်အစစစစ်တပ်အလို့ကြဝါရဖြန့်နဲ့ policy ကားများကိုရိုက်ကူးခဲ့တဲ့ဒရိုက်တာဇင်ယောင်မောင်မောင်နဲ့တာမင်းသားမောင်မောင်တို့နဲ့ပူးပေါင်းကား show like application ကိုစတင်မိတ်ဆက်ရန်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ show like application ဟာလေရုပ်ရှင်ဇလန်းတွဲနဲ့အမှုပညာထုတ်လုပ်ရေးလုပ်ငန်းများကိုလုပ်ကိုင်မှာဖြစ်ပြီးတော့ဒီဇင်ဘာလ30ရက်နေ့မှာ Facebook လူမှုကွန်ရက်စာမျက်နှာကိုစတင်ထူထောင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အကြက်ဘတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းတို့မိသားစုဟာမြန်မာပြည်မှာရှိတဲ့စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလုပ်ပိုင်ခွင့်ရရှိထားပြီးဖြစ်တဲ့အတွက်ငွေကြေးအပြင်အလွန်ချမ်းသာကြွယ်ဝခဲ့ကြပြီးဖြစ်တယ်လို့သိရပါတယ်။ ဘာအတွက်ကြောင့်အမှုပညာဖျော်ဖြေလုပ်ငန်းနဲ့ရုပ်ရှင်ထုတ်လုပ်ရေးကဏ္ဍကိုခြေစုံပြစ်ဝင်ရောက်ရန်ကြိုးပမ်းနေသလဲအဓိကရည်ရွယ်ချက်ကတော့တစ်ခုတည်းပါပဲ အဲ့ဒါကတော့အမှုပညာနဲ့ပြည်သူလူထုကို၎င်းတို့လိုချင်တဲ့ဝါရဖြတ်ချိမှုများကိုလုံဆောင်ရန်အတွက်သာဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လှရဲ့သားချွေးမနဲ့တမင်းဖြစ်သူတို့ကရခင်ကလေးကလည်းရန်ကုန် Gallery Everfit Gym Company နဲ့ရုပ်ရှင်ထုတ်လုပ်ရေး company Seven Sense Stellar Seven ဖြောပြေးရေး company limited စတဲ့အမှုပညာနဲ့ဖြောပြေးရေးလုပ်ငန်းများကိုထူထောင်ကရုပ်ရှင်လောကတစ်ခုလုံးကိုလောကကြီးအုပ်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ကိုကောင်းကြောင်ခပ်ပါးပါဝါရဖြန့်ထားတဲ့ရုပ်ရှင်ဇလန်တွဲများစွာရိုက်ကူးထုတ်လုပ်ခဲ့ကြပြီးတော့စစ်တပ်ရဲ့မတ်လ28ရက်နေ့၎င်းတို့ခေါ်တမတော်နေ့အတွက်ဝါရဖြန့်တဲ့ဇလန်တွဲများစွာကိုလည်းတေးဥဆောင်ပေါင်းများစွာနဲ့ရိုက်ကူးထုတ်လုပ်ခဲ့ကြတယ်လို့သိရပါဗျ။ຫນွေဦးတော်လှန်ရေးကြောင့်စစ်တပ်နဲ့စစ်ကောင်းဆောင်တို့ရဲ့အနာဂတ်ဘဝများမသိကြမရေရာတော့တဲ့အချိန်မှာပြည်သူလူထုကိုတော်လှန်ရေးစိတ်မဝင်စားစေရန်တော်လှန်အမှုပညာရှင်တို့ရဲ့အမှုပညာလှူရှားမှုများကို တံပြန်ရန်ရည်ရွယ်ထားတဲ့ BBTV နဲ့ Show Like Application တို့ဟာပြည်သူလူထုကိုအစိတ်ခတ်ရန်စစ်အာဏာသိမ်းမှုကြောင့်အစိတ်စိတ်အမွှားအမွှားပြိုကွဲနေတဲ့အမှုပညာအတိုင်းဝိုင်းကိုစစ်တပ်ဘက်ကိုပြန်လည်ပါလာစေရေးအတွက်ဇွဲဆောင်ရန်အဓိကပေါ်ပေါက်လာခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AR Data ပသိမ်မြို့နယ်ရွှေတောင်ရံမြို့ ဘောမီရွာတိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်60ခန့်ကိုလျှက်စစ်မီးတွေဖြတ်တောက်ပြီးတော့ပသိမ်နာတာခါနဲ့မဆာရ၄ကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့ညပိုင်းကရွှေတောင်ရံမြို့ဘောမီရွာတိုက်ပွဲအတွင်းမှာဒဏ်ရာရရှိခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်60ခန့်ကိုစစ်ကောင်စီတပ်သားတွေကဆက်လီများနဲ့ချောင်းတာကိုပို့ဆောင်ပြီးတဲ့နောက်လူနာတင်ကားများကုန်တင်ကားတွေနဲ့ပသိမ်မြို့မှာရှိတဲ့နောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခါနဲ့အမတ်လေးစစ်မြေပြင်စစ်တပ်ရင်းကို ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အဲ့ဒီဒဏ်ရာရတဲ့စစ်သားများကိုပို့ဆောင်ရလမ်းတစ်လျှောက်မှာလေအကြမ်းမဆက်တက်ကလက်ဆက်မိများကိုဖျက်တော့ခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရတဲ့စစ်သားအများစုဟာတပ်သားတင်များဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းမဆက်တက်ဟာရွှေတောင်ရမြို့တိုက်ပွဲများအတွင်းမှာရွှေတန်းစစ်မြေပြင်ကိုလူဝင်အားရိတ်ခါနဲ့လက်နက်များပို့ဆောင်ရမှာလေပြည်သူပိုင်ကုန်ကားများကိုချောဆွဲပြီးတော့ပို့ဆောင်နေတဲ့အတွာရင်းမောင်းများဟာအသက်အန္တရာယ်စိုးရိမ်နေရတယ်လို့သိရပါတယ်။ဒါအပြင် AR တိုင်းတာပေါင်းမြို့နယ်မှာလေအကြမ်းမဆက်ကောင်စီတပ်သား18ဦးဟာထွက်ပြေးသွားတဲ့အတွာစစ်တပ်ကပိတ်ဆို့ရှာဖွေမ မှုများကိုလှုပ်ဆောင်နေကြောင်းပသိအထူးသတင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဇန်နဝါရီလ16ရက်နေ့ညပိုင်းမှာတာပေါင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ခန်းစစ်ပြင်ဆင်ထားတဲ့တစ်ဖြူရွာ၊ကြားကောင်းရွာနဲ့တန်ဖြူရွာဘက်ကစစ်ကောင်စီတပ်သား18ဦးဟာထွက်ပြေးသွားတယ်လို့သိရပါတယ်။ဇန်နဝါရီလ18ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကစစ်စည်ဂိတ်များကိုပိတ်ဆို့ရှာဖွေတဲ့အချိန်မှာခွန်နာဦးကိုပြန်လည်ဖမ်းဆီးရမိခဲ့ပြီးတော့ကျန်တဲ့10ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပြန်ဖမ်းမိသွားတဲ့စစ်ကောင်စီတပ်သား9ဦးကိုဗိုလ်မှူးတန်းနိုင်ကစစ်ဆေးမှုများကိုပြုလုပ်ပြီး ီးပြန်လည်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။တာပေါင်းပသိအဝင်ကျိုးတရာဂိတ်ကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကတင်းကျပ်စွာဆစ်ဆဲမှုများလှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းချောင်းမြုံနယ်မုံရွာမန္တလေးလမ်းပိုင်းတန်နီယာမှာစစ်ကြီးကောင်းနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှစ်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇန်နဝါရီလ19ရက်နေ့နေ့လယ်7:00နာရီကန်းကချောင်းမြုံဘတ်ဆောင်စိုက်ပျိုးရေးမွေးမြူရေးခြံအတွင်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကလမ်းကင်းများချပြီးတော့ခီးသွားပြည်သူများစီကနေပြီးတော့စစ်ကြီးကောက်ယူနေတဲ့အချိန်ဗရိသာမိုင်းနှလုံးတွဲတပွိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားနှစ်ဦးနေရာမှာတင်ပွဲချင်းပြီးတေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်စက်ကြီးကောက်နေတာက၈ရောက်ပါဘတ်စုံချန်တဲ့ကနေထွက်ပြီးတော့စက်ကြီးကောက်နေတာပါ မိုင်းဆွဲပြီးတဲ့အချိန်ပြန်ပြစ်တာမျိုးတော့မရှိဘူးတင်းဆုံးတန်ရာရတဲ့စစ်ခွေးတွေကိုခြံထဲကိုဆွဲယူပြီးတော့ပြန်ဆုတ်ခွာသွားပါတယ်လို့ချောင်းမျိုးအခြေစား BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုချောင်းမျိုးအခြေစား BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ထိကိတင်းဆုံးတန်ရာရသွားတဲ့အကြမ်းဖက်စစ်သားများကိုဗတ်ဆုံခြံထဲကိုဆွဲယူသွားကအကြမ်းဖက်စစ်သားများဟာလည်းဆုတ်ခွာထွက်ပြေးသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အစိုးရအကောင်းမြင့်ဆန်းခေါ်စုဘူးကရန်ကုန်ကအင်အားကံပေါင်းတဲ့ကိုခုံချကမိမိကိုယ်ကိုတတ်သိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့မှာနေအိမ်ကနေထွက်သွားပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်သွားကဇန်နဝါရီလ19ရက်နေ့မှာမှာ အင်အားကံပေါင်တွေကနေသူ့ရဲ့အလောင်းကိုပြန်လဲတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။အင်အားကံတွေကိုခုံချပြီးတော့တတ်တည်သွားတာပါ။အလောင်းလည်းပြန်တွေ့ပါပြီ။ဘဝကိုအခုလိုမျိုးလွယ်လွယ်ကူကူအရှုံးပေးသွားတာဘာကြောင့်လဲမပြောတတ်ပါဘူး။စိတ်သဘောထားကောင်းတဲ့ညီလေးပါ။နောက်ဘဝအခုလိုမျိုးတွေမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်။တကယ်ကိုစိတ်မကောင်းဘူးဗျာ။20ရက်နေမှာတကြုံမယ်လို့ပြောတယ်လို့မိသားစုနဲ့နှိစက်တဲ့အစိုးရတော်တို့ကပြန်လဲပြောပြထားပါဗျ။ အဆိုတော်ကောင်းမြင့်ဆန်ခေါ်စုဘူးရဲ့အလောင်းကိုမြောက်ကလပါစေယုံကိုပို့ဆောင်ထားပြီးတော့နာရေးစာပနာကိုတော့ဒီနေ့ဇန်နဝါရီလ20ရက်နေ့မှာထိမင်းတုတ်တံမှာတကြုံမှာဖြစ်တယ်လို့သိရပါတယ်။စိတ်မကောင်းပါဘူး။အရန်ကိုစိတ်သက်ကြာဆင်းနေတာတော့သိတယ်။ဒါပေမဲ့ဘာကြောင့်ဒီလောက်ထိလုံသွားလဲဆိုတာတော့မသိရဘူး။ကိုကိုကိုတတ်တည်ရောက်တဲ့အထိပြာဘဝကိုအရှုံးပေးသွားရတယ်လို့ သူတိတ်ချစ်တဲ့တချင်းတွေကိုတော့စမလုံကတော့ဘူးလို့အဆိုတော်တယောက်ကဝန်내ကြောင့်ပြောဆိုထားတာကိုတွေ့ရပါတယ်အဆိုတော်ကောင်းမြင့်ဆန်ကတေဆုံးသွားတဲ့အချိန်မှာအသက်36နှစ်ရှိနေပြီဖြစ်ပြီးတော့ဆိုင်းဆိုင်မောရဲ့ရှမ်းပဲပုတ်လေးကျွန်တော်ချယ်ရီပွင့်တဲ့တောင်တန်းရိုးရာမပြတ်တဲ့မြေတချင်းတွေအပါဝင်မြန်မာတန်တချင်းတွေကိုလည်းတီဆိုခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်အဆိုတော်ကောင်းမြင့်ဆန်ကွဲလွန်သွားတဲ့အပေါ်အမှုပညာရှင်အတိုင်းဝိုင်းတဲ့မိတ်ဆွေတွေကဝန်내ကြောင့်စိတ်မကောင်းဖြစ်ကြောင်းသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေရေးသားဖော်ပြနေကြကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်စီစုံကုန်းရွာကိုအကြပ်ပတ်စစ်တပ်ကဝင်းအောင်စီးနေတဲ့အချိန်မှာရွာထဲမှာပိတ်မိနေပြီးတော့ကြံခဲ့တဲ့ပြည်သူ၁၀ဦးကျော်ကိုလက်ပြန်ကြိုးတုပ်ပြီးရွာရဲ့လမ်းမပေါ်ကိုခေါ်ထုတ်ကအစုလိုက်အပြုံလိုက်ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ15ရက်နေ့မှာနတ်တလင်းမြို့နယ်စီဆောင်ကုန်းရွာကိုအကြမ်းဖက်ဆက်တပ်ကဝင်ရောက်စီးနှင်းတဲ့အချိန်မှာပြည်သူများရွာလုံးကျွထွက်ပြေးတိမ်းရှောင်ခဲ့တော်လဲရွာထဲမှာပိတ်မိနေတဲ့ပြည်သူ၁၀ဦးကျော်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီလ16ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများဖမ်းဆီးထားတဲ့ကိုချက်ဖောင်း၊ကိုမင်းထိုက်၊ကိုကျော်ကျော်၊ကိုတန်းစော်ဦးအပါအဝင်ပြည်သူ၁၀ဦးကျော်ကိုလက်ပြန်ကျိုးတုပ်ကရွာရဲ့လမ်းမပေါ်ကိုခေါ်ထုတ်ပြီးတော့ အစုလိုက်အပြုံလိုက်ပြစ်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်ထိအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာခြေရွာအတွင်းမှာတပ်ဆွဲထားတဲ့တေဆုံသွားတဲ့ပြည်သူများရဲ့ရုပ်အလောင်းများကိုပြည်သူတွေကပြန်လည်ကောက်ယူတကြုံနိုင်ခြင်းမရှိသေးပဲစစ်ကောင်စီတပ်သားများကပြည်သူဝိုင်းပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေကြတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများက၎င်းတို့စိတ်ကြိုက်ပစ္စည်းများကိုခိုးယူပြီးတဲ့နောက်ရွာကိုမိရှုဖျက်ဆီးရန်ချင်းချောက်ပြောဆိုမှုများရှိနေပြီးတော့ရွာနာကက်လာတဲ့ပြည်သူတွေကိုလည်းလိုက်လံပစ်ခတ်နေတယ်လို့သိရပါဗျ။စီစုံကုန်းရွာဟာနေအိမ်600ခန့်ရှိတဲ့ကြေးရွာကြီးတ ရွာဖြစ်ပြီးတော့ထောင်ထဲချီတဲ့ပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဇန်နဝါရီလ15ရက်နေ့မှာစစ်ကွေးတွေကရွာကိုဝင်ရောက်စီးနှင်းပြီးတော့ ရွာထဲမှာကြံခဲ့တဲ့ပြည်သူ၁၀ဦးကျော်ကိုဖမ်းဆီးထားတာ၁၆ရက်နေ့မှာစစ်ခွေးတွေကသူတို့ဖမ်းဆီးထားတဲ့ပြည်သူ၁၀ဦးကျော်လုံးကိုချိုးတုပ်ပြီးတော့လမ်းမပေါ်ခေါ်ထုတ်ပြီးပြစ်တက်လိုက်တာအခုအတီးပြုတ်နိုင်တာကတော့ကိုချက်ဖောင်းကိုမင်းထိုက်ကိုကျော်ကျော်နဲ့ကိုတန်းစော်ဦးတို့အပါအဝင်အမည်မသိတဲ့ပြည်သူ၁၀ယောက်ကျော်တပ်ဖြတ်ခံလိုက်ရတယ်လို့တော့သိရပါတယ်ကြံတဲ့သူတွေရဲ့အမည်ကိုတော့အတီးမပြုတ်နိုင်သေးဘူးအလောင်းတွေလည်းမကောက်နိုင်သေးဘူးရွာထဲမှာစစ်ခွေးတွေကအခုတည်းကရှိနေသေးတော့ကျန်တဲ့သူတွေရဲ့အမိတွေကိုအတိမပြုတ်နိုင်သေးတာပါ အခုကြားရတဲ့သတင်းကတော့နောက်ထပ်နှစ်ရက်လောက်နေစစ်ခွေးတွေကရွာတွေကသူတို့စိတ်ကြိုက်ပစ္စည်းတွေကိုအကုန်တဲထုတ်ပြီးတော့ရွာကိုမီးရှို့မယ်လို့လည်းကြားတယ်လို့ဒေသခံပြည်သူတွေကပြောပြထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလ2ရက်နေ့ကလည်းစီစုံကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့်အမျိုးသမီးတအုပ်တွေဆုံးခဲ့ပြီးပြည်သူ၈ဦးထိခိုက်ဒဏ်ရာရရှိကရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ ပြည်သူများဟာချေးရွာအတွင်းမှာပြန်လည်ဝင်ရောက်နေထိုင်နေတာဟာရပ်ပိုင်းများတာရှိနေသေးတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကရွာထဲကိုအခုလိုဝင်ပြီးတော့ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်ကြောင်းကုန်းရွာနဲ့တမ်းမြချမ်းရွာကိုအကြမ်းဖက်စစ်တပ်ကမိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်34လုံးမိလောင်ပြာကျခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ18ရက်နေ့ည6နာရီအချိန်ကစတင်ပြီးတော့မြန်မြို့နယ်မှာရှိတဲ့ကြောင်းကုန်းရွာနဲ့တမ်းမြချမ်းရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပို့စစ်ကြောင်းကဝင်ရောက်စီးနှင်းပြီးတော့ပြည်သူ့အိမ်နေအိမ်များကိုဇက်တိုက်မိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်ကြောင်းကုန်းရွာကနေအိမ်28လုံးနဲ့တမ်းမြချမ်းရွာကနေအိမ်9လုံးမိလောင်ပြာကျခဲ့ ဲ့ရပြီနော်နေအတွင်းမှာကျမကြီးမကောင်းမဲနဲ့ကြံရှိနေတဲ့တက်ကြီးရွယ်အိုမိဘပြည်သူများကိုလည်း PDF တပ်ဖွဲ့ဝင်များကလိုက်လံကဲထုတ်ပေးခဲ့ရတယ်လို့သိရပါတယ်။ကန်နီသူစောတိရွာကိုရိတ်ခါလာဖို့တဲ့စစ်ခွေးစစ်ကြောင်းကကျောင်းဘုံရွာနဲ့တံပြချမ်းရွာကိုမိရှို့ဖျက်ဆီးသွားတာပြည်သူပိုင်းနေအိမ်34လုံးမိလောင်ပြကြသွားတယ်စစ်ခွေးတွေကထွက်သွားပြီးတော့နေအိမ်ထဲမှာကျမကြီးမကောင်းလို့ကြံခဲ့တဲ့ တက်ကြီးရွယ်ကိုပြည်သူတွေကိုကျွန်တော်တို့ PDF ရဲဘော်တွေကလိုက်လံကဲထုတ်ပေးခဲ့ပါတယ်လို့ဗီတာပြောက်ကြားတပ်ဖွဲ့ကကိုဗီတာကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြန်မျိုးဘော်ကနေကယ်နီပြူစောတိရွာကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များကလမ်းတလျှောက်လိုက်လံတိုက်ခတ်ခြင်းကြောင့်စစ်တပ်ကထိခိုက်ဒေဆုံးမှုတွေများပြားပြီးစစ်ကြောင်းအထိနာပြီးတော့ကြေးရွာများကိုဝင်ရောက်စီးနှင်းမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီလ19ရက်နေ့မှာစစ်တပ်စစ်ကြောင်းဟာမြန်မြို့ဘော်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ